တာယာရဲအနေဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမေ channel ကနေမှတဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့နှွေဦးမွေလေးစားရတဲ့ဗီဒီယိုတစ်ပုဒ်နဲ့အရင်စချင်တယ်။အားလုံးနားထောင်ကြည့်အောင်နော်။ကျွန်တော်ကတော့ AR တိုင်းသားပေါ့။အာအခုကတော့လက်ရှိနတ်တလင်းပေါ့နော်။၃၈၃၈တက်ရင်၆ကိုဥဆောင်တယ်ပေါ့။ဒါမဲ့အခုလောလောဆယ်တာဝန်ရတော့ဒူရင်မူဥညင်ကြီးပါလို့ဖိနစ်အဖွဲ့တွေနဲ့ပေါ့နော်။ဓမ္မငယ်ဇဲစခန်းကိုတင်ခဲ့တယ်။အောင်မြင်မှုရတယ်လက်နက်တွေနော်ခုနှစ်လက်လောက်တင်စီရမိတယ်။ ။နော်မင်းလာမှာလဲ72ဘွဲ့ပေါင်းပြီးတော့လူပေါင်း100ကျော်ကျော်နဲ့ကျွန်တော်တို့တိုက်တဲ့ဘွဲ့မှာလဲနော်စစ်ကြောင်းတစ်ကြောင်းလုံးကိုဖျက်ဆီးသွားအောင်ကျွန်တော်တို့တိုက်ခိုက်နိုင်ခဲ့တယ်။အဲ့မှာလဲလက်နက်တွေကျွန်တော်တို့72ခုလောက်ရခဲ့တယ်ပေါ့နော်။အာဘကြီးတလက်ကိုကြီးနှစ်တောက်ပဲရှိနေအောင်ကျွန်တော်တို့စခန်းမှာလက်နက်တပုံကြီးတို့ရတယ်။ကျွန်တော်ကဒီမှာမိသားစုလိုက်ပေါ့။အခုလက်ရှိကျွန်တော်သား2ယောက်ကခွဲမှုဒုခွဲမှုကျွန်တော်အတူရင်မှုဆိုတော့ကျွန်တော်အမျိုးသမီးကအခုဆိုအသက်90တဲမှာကျွန်တော်တဲ့နှစ်နှစ်သုံးနှစ်ကြီးတယ်ပေါ့ အခုကျွန်တော်တို့သာမိသားပါ6ယောက်စလုံးကကိုယ်ပိုင်နံပါတ်ရှိတယ်ပေါ့နော်။မိသားစု6ယောက်စလုံးပေါ့နော်။ AOT ကနေမှအခုနတ်တလင်းဘက်ကိုသွားပြီးမှတိုင်းပြည်နဲ့လူမျိုးအတွက်တာဝန်ထမ်းဆောင်နေတဲ့ဒူယေမူဦးညီညီဖြစ်တဲ့သူ့ကိုတော့မသိပေမဲ့သူ့ရဲ့ဒီဗီဒီယိုလိုဖိုင်ကိုကြည့်တဲ့အခါမှာအင်မတန်မှလေးစားတယ်။အထူးသဖြင့်လေးစားတဲ့အရာကဘာလဲဆိုတော့သူတယောက်တည်းလက်နက်ကင်ပြီးမှ စစ်ခွေးတွေကိုတော်လာနေတာမဟုတ်ဘူးသူနဲ့အတူသူ့ရဲ့မိသားစုတခုလုံးเนาะသူ့ရဲ့သူ့မိမရဲ့တမီးနှစ်ယောက်ရဲ့တားနှစ်ယောက်ရဲ့အားလုံးက PDF ကိုပိုင်နံပါတ်ရထားတဲ့ရဲဘော်တွေဖြစ်တယ်အရန်ကုန်ယူတယ်ပြီးတော့တိုက်ခိုက်တဲ့အခါမှာလဲအာတတယောပါဝင်တိုက်ခိုက်နေတယ်ဆိုတာကိုသိရတယ်ပြီးရင်သူ့သားတွေလည်းပဲတာဝကိုစီနဲ့ကြေးကြေးပြွန်ပြွန်ထမ်းဆောင်နေတယ်အရန်ကုန်ယူတယ်သူဒီထဲမှာတိုက်ပွဲဝင်သွားတာတွေအများကြီးရှိတယ်အောင်ပွဲတွေအလီလီသူရရှိခဲ့ကြောင်းလဲသူပြောပြထားတယ်အဲ့ထဲမှာ အများကြီးသူပြောထားတဲ့ထဲကနေမှတခုကျမသဘောကျတယ်အရန်ကိုဂုံယူတဲ့တန်ကဗာလေးဆိုတော့အခုကျမတို့ကြားရတိုင်းပဲ RPG ကြီးနတောင်ရရင်ကိုမစစ်ခွေးဒီရဲ့စခန်းတစ်ခုလုံးကိုတိမ့်နိုင်တယ်ဆိုတဲ့စကားကတော့တကက်ဘာနဲ့မှလဲလို့မရတဲ့အံ့ဩစရာကောင်းတဲ့အင်းအားဖြစ်တယ်ဒီလိုမျိုးတော့မိသားစုလိုက်တိုင်းပြည်နဲ့လူမျိုးတွေပါဝင်နေတဲ့ခါမှာဒီထဲမှာတော့ကျမမထဲတော့ဘူးအဲ့ထဲမှာ तू ပြောသွားတဲ့ထဲမှာ အရင်တော့ကတော့ကြည်တတောင်ကိုတထောင်ကျော်ပေးရတယ်အခုကတော့တထောင်ကျော်ဖြစ်သွားပြီပြီးရင်တနက်တလက်ကလည်းပဲအရင်တော့က85သိန်းပေးရတယ်အခုကတော့100ကျော်သွားပြီလို့ကျွန်တော်ပြည်သူတွေကိုတစ်ခါမှပြန်ပြောပြတာဖြစ်တယ်ဆိုတော့အဲ့မှာအမြဲတမ်းကျွန်တော်သုံးနေကြစကလုံးဖြစ်တဲ့ PDF တွေကိုကူညီကြပါလို့ပြောတယ်အဲ့စကားကိုကျွန်တော်တိတ်သဘောမချဘူးဘာကြောင့်သဘောမချတယ်လေဆိုတော့ဒီနေ့ကျွန်တော်ဒေါ်လာရေးထဲမှာ3မျိုးရှိတယ်တစ်ခုက လက်နက်ကင်တဲ့သူတွေနောက်တစ်ခုကကိုယ့်ရဲ့1စာရေးတဲ့ ပတ်စံရှာပြီးမှပတ်စံထည့်တဲ့သူတွေနောက်တစ်ခုကတော့ဒီပတ်စံထည့်ပေးတဲ့သူတွေဆီကပတ်စံယူပြီးမှဒီရှစ်သားမှာတွားနေတဲ့တော်လာရဲတွေကိုကိုညီတဲ့သူဆိုမှ၃မျိုးရှိတယ်ဆိုတော့ဒီလက်နဲ့ကိုင်းတဲ့သူတွေကတော့နေပူမချောင်မိုးရွာမချောင်ကိုယ့်ရဲ့အသက်ကိုမနှမျောပဲနဲ့တိုင်းပြည်နဲ့လူမျိုးအတွက်ရှစ်သားမှာတိုက်ပွဲဝင်နေတဲ့သူတွေဖြစ်တယ်ထောက်ပို့တည်လဲထူနေလကောင်းပဲเนาะ ကိုယ့်ရဲ့အလုတ်ကိုစွန့်ပြေးမှတိုင်းပြည်နဲ့လူမျိုးအတွက်ပြည်သူတွေစုထားတဲ့ပတ်စံတွေကိုယူပြေးမှရှယ်တန်းကိုတွားပေးတယ်။နောက်တစ်ခုကတော့ဒီကိုယ်ပတ်စံရှာတဲ့ရှာတဲ့ပတ်စံကနေမှကျတို့ကလက်နက်ဘက်ကိုထည့်သွင်းကြတယ်။ကျမပြန်သွေးကြည့်ရင်တော့ကုညီတာလုံးဝမဟုတ်ပါဘူး။ကိုယ့်အတွက်ကိုလှုပ်တာပါ။လက်နဲ့ကင်ဖို့အာတာတဲ့သူတွေကလက်နဲ့ကင်ကြတယ်လို့ထောက်ဖို့ဆိုတာကလည်းတော့ကိုကထောက်ဖို့ဘက်မှာအာတာတယ်ထင်လို့ ်ထောက်ပို့ဘက်မှာပါဝင်ကြတယ်။ငါကတော့ပတ်စံရှာပြီးမှထိမင်းဆိုတဲ့သူတွေကလည်းပတ်စံရှာပြီးထဲကြတယ်။ဆိုတော့ဒီ၃ယောက်ကအတူတူပဲလို့ကျွန်မမြင်တယ်။ဒါကြောင့်ဘသူကမှကူညီတာမဟုတ်ပါဘူး။ကူညီတယ်ဆိုတဲ့ဥစ္စာကမတတ်နိုင်တဲ့သူတယောက်ကိုမျောလင့်ချက် လုံးဝမထားဘဲနဲ့ တတ်နိုင်တဲ့သူတွေကမတတ်နိုင်တဲ့သူတွေကိုပေးတာဖြစ်တယ်အခုကျမတို့ဒီဒေါ်လာရဲမာက PDF တွေနဲ့ကျွတ်တို့ပတ်စံကူတဲ့သူတွေထောက်ပို့တွေအလုံးဟာပန်းပင်ဆိုင်တဲ့သူနဲ့ရေလောင်းတဲ့သူတွေနဲ့အတူတူဖြစ်တယ်လို့ပဲဒီနေ့ကျမတို့အလုံးဟာဒေါ်လာရဲထဲမှာပါဝင်နေကြတာဖြစ်တဲ့အတွက်ကြောင့် ကူညီတယ်ဆိုဆိုတဲ့စကလုံးကိုကြွားတိတ်တဘုံကြဘူးကျွန်တော်လည်းတော်လာရေးထဲမှာပတ်ဝန်းနေတာ PDF တွေကိုကျွန်တော်တို့ကူညီနေတာမဟုတ်ဘူးဆိုတော့အခုသူရေမူဥညီညီတို့လည်းနော်တို့လည်းလက်နဲ့ခေရန်ဝယ်ဖို့ရတော့ခက်ခဲတယ်ဆိုတဲ့ဥစ္စာကို ပြောသွားတယ်ဆိုတော့ကျွန်တော်တော်လာရေးမိသားစုတွေပတ်စံများများကိုနိုင်မှမိုင်းတွေများများလုံနိုင်မှပတ်စံများများကိုနိုင်မှ drone တွေများများလုံနိုင်မှဆိုတော့ကျွန်တော်အားလုံးလည်းပဲပတ်စံထဲဝင်ချင်းအဖြစ်စစ်ခွေးတွေကို တော်လာရအောင်လို့ပြောချင်တယ်ဒီလိုမျိုးမိသားစုလိုက်တော်လာရေးထဲမှာပါဝင်နေတဲ့ဥညင်ကြီးတို့မိသားစုအားလုံးကိုဒီကနေမှຫນွေဦးမယ်ဂုံယူအလေးပြုပါတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်နော်ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့အခု NUG ကနေမှကျမတို့အားလုံးသိတဲ့အတိုင်းပဲမေလ12ရက်နေ့တုန်းကဒီဘေးရင်ဥထင်ကွင်းကျေးရွာမှာရှိတဲ့ NUG အကြောင်းကိုစစ်ခွေးတွေဘက်ကနဲ့ဘုံကျဲတာကြီးရှိတယ်ပြီးရင်ဒီ25ရက်နေ့တုန်းကလည်းမင်းကင်းကအကြောင်းကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်9နှစ်အောက်ကလေးနဲ့အတူကလေး9ယောက်နဲ့လူကြီး9ယောက်စုစုပေါင်း14ယောက်တေဆုံသွားတယ်ဆိုတာသိရတယ်အော်လေရင်နဲ့ဒီလိုမျိုး non stop ဘုံကျဲတိုက်ခိုက်နေတယ်။ဒါကြောင့်အခု NUGD ကတော့ဘေးအန်တဲ့ကင်းရှင်ရဲ့အစီအမံဆောင်ရွက်တဲ့ကာလမှာ ် NUG ကဖွင့်လှစ်ထားတဲ့အကြောင်းတွေကိုခစ်တက်ရရည်ပိတ်ထားမယ်ဆိုတဲ့အကြောင်းမေလ25ရက်နေ့တုန်းကတရားဝင်ထုတ်ပြန်ထားတာကိုတွေ့ရတယ်။ဆိုတော့ကျွတ်တို့အကြောင်းကိုကျွတ်တို့ပုံကျဲတိုက်ခိုက်ပြီးတော့သူတို့ကဘလောက်ထိတရေဘောကြောင်တလဲလက်နဲ့ကင်ချင်းလက်နဲ့ကင်ချင်းသူတို့ကမချဘူး။နောက်ဘာမှမသိတဲ့ကလေးတငယ်တွေကြောင်းတက်နေတဲ့ဥစ္စာတွေကိုသူတို့ပုံကျဲပြီးမှတတ်တယ်။ဆိုတော့အခုကျမတို့အကြောင်းတွေကိုကျွတ်တို့ဒီလိုမျိုးပုံကျဲတိုက်တယ်။ ပြီးတော့အခုတို့ကျတော့ဘာပြောတယ်လဲဆိုတော့ကျတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်ကျဖတ်သမားများအနေဖြင့်ပညာရေးနှင့်ပတ်သက်၍နောက်ဆက်မှုများမဖြစ်ပေါ်စေရည်နီလမျိုးစုံဖြင့်ဆောင်ရွက်သွားရလိုကြောင်းပညာရေးကဏ္ဍကိုနောက်ဆက်ပြသနေမည်ဆိုပါကထို့သို့ဆောင်ရွက်နေသည့်နေရာဒေတာများသည့်အခြားဒေတာများ၏နောက်တွင်ကျန်နေခဲ့မည်ဖြစ်ကြောင်းကျဖတ်သမားများအနေဖြင့်လည်း၎င်းကဲ့သို့ပညာရေးကဏ္ဍကိုနောက်ဆက်ပြသနေခြင်းသည မိမိတို့အနာဂတ်ကိုမိမိတို့ဖြတ်စည်းနေသည်ကိုအသိရှိရန်လိုကြောင်းဒီလိုထပ်သွင်းပြောကြားသွားပါတယ်ပေါ့နော်။တတယောက်မြို့နယ်ကွယ်စင်သားမွေးကြီးရွာခြေကံပညာထပ်တန်းကျောင်းဝဲကဆရာဆရာမတွေကျောင်းမဖွင့်ဘူးစီရီယံလောက်ကြဖို့ဆိုပြီးတော့22ရက်5လ2025ရက်နေ့က PDF အကြံဖတ်သမား20ခန်းကဒါရောက်ချင်းချောက်ပြီးတော့စာရွက်စာတမ်းများကိုယူဆောင်သွားတယ်။ကျောင်းဆရာကြီးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်။ စင်သားမွေးចောင်းဟုတ်ကြီးကို PDF အကြံဖတ်သမားတွေကចောင်းမဖွင့်ဖို့ကျင်းချောက်ပြောဆိုပြီးပြန်လွှတ်လိုက်တယ်ဆရာကြီးလဲညောင်ဦးကိုပြန်တွားရတဲ့အနေထားမျိုးရှိတယ်လက်ထောက်တွေလည်းဘယ်သူမှចောင်းအပ်လက္ခဏာတွေမလို့ရဲကြတော့ဘူးပေါ့ဗျာနိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်တွေကိုအလေးမထားရရောက်တယ်ပေါ့ဗျာဆိုတော့အခုဒီထဲမှာအမတ်တော့ဝန်ပြိုင်မယ်တဲ့လေလုံးတောင်ကွဲအောင်စကားမပြောတတ်ဘူး အခုဒီနောင်တော်လေးဆိုတဲ့ခွေးကခွေးကောင်းဆောင်တွေကနေမှအခုကြောင်းဖွင့်တော့မှဖြစ်တဲ့အတွက်ကြောင့်မို့ကျမ်းဖက်ရံဘက်ကနေမှလုံချုံအောင်ထားဖို့ရအတွက်ပြောတယ်ပြီးလို့ရှိရင်ဒီလိုမျိုးကြောင်းတွေဖွင့်တဲ့အခါမှာကြွရုတ်တော်လာရေးတွေဘက်ကနေမှအနောက်ချက်တွေပေးလို့ကြောင်းတွေမဖွင့်နိုင်တော့ဘူးဆိုလို့ရှိရင်အဲကြောင်းမှာတက်မဲ့ကလေးတွေကစာနောက်ကြမင်းပေါ့နော်ဒီလိုမျိုးအနောက်ရှက်ပေးတဲ့ဥစ္စာကနိုင်ငံတော်ကြီးကနေမှညွန်ကြားတဲ့ဥစ္စာကိုမခန့်သေးစားလုပ်တယ်လို့ပြောတယ်ဆိုတော့ဒီနေ့ ဒါလောက်တိပညာရဲ့အရေးကြီးတယ်ခွေးကျဘူးလဲခဏခဏဘလောက်တိလူငယ်တွေပညာအတွက်အရေးကြီးတယ်လဲဆိုတာပြောသွားပြီဆိုတော့နင်တို့ခွေးတွေတောင်မှပညာဆိုတာအရေးကြီးတယ်လို့သိတတ်တယ်ဆိုလို့ရှိရင်ဒီနေ့ကျွတ်တို့လူတွေပို့မှသိတတ်တယ်အခုဒီ NUG ကနေဖွင့်လှစ်ထားတဲ့အကြောင်းတွေကိုနင်တို့ဘာကြောင့်ဘုံကျဲတယ်လဲနင်တို့တတ်သိရှိတယ်ဆိုလို့ရှိရင် PDF တွေဘယ်မှာရှိတယ်လဲနင်တို့အကုန်သိတယ်နင်တို့လာလေလာပြီးမှလာတိုက်လေကျွတ်လွန်ခဲ့တဲ့အချိန်မှလည်းပြောပြီးပြီတတ်သိရှိတယ်ဆိုလို့ရှိရင် ကျတော့တော်လာရေးဒီနေတဲ့နေရာကိုလာနော်တမ်းမမို့လို့ရှင်တနေရာကိုချိတ်မြတ်တိုက်မလားလို့ပြောပြီးပြီအခုနင်းတို့ကတရေဘိုးကြောင်ပြင်းမှာကလေးတွေကြောင်တက်နေတဲ့နေရာမှာဘုံတွေကျေးတိုက်ခိုက်တယ်အခုဒီစကိုင်းတိုင်းမှာကကြောင်ပေါင်း9600ကျော်ရှိတယ်လို့ပြောတယ်အဲ့ထက်ကမှ1200ကျော်ပဲကြောင်ဖွင့်နိုင်ခဲ့တယ်ပြီးတော့အခုဒီငတယောက်မျိုးကအဲ့ကြောင်တကြောင်ကိုလည်းအခု PDF တွေကဆက်ဆက်မတွေကိုကြောင်မဖွင့်ဖို့ ပြောထားတယ်ပြီးရင်အိုက်ကကျောင်းအုပ်ကိုလည်း PDF ပြခေါ်သွားတယ်ပြီးလို့ရှိရင်ကျောင်းမဖွင့်ဖို့ဒီဘာညာနေပြောပြီးမှအခုသူ့ကိုပြန်လွတ်လိုက်တယ်ကျတို့ကလူလိုပဲအရင်ပြောတယ်နော်လူလိုနားမလဲတော့မှပဲကျမတို့က တဆင့်ထတိုးတာအခုဒီចောင်းអုပ်ကိုចောင်းမဖွင့်ဖို့ပြောထားတယ်ဆိုတော့အခုတို့ကတော့ចောင်းဖွင့်ဖို့ចောက်ရွံ့နေတယ်လို့ပြောတယ်ចောက်ရွံ့နေဆရာမလို့ဘူးအန်ယူဂျီကဖွင့်တဲ့ចောင်းကိုကြတော့နင်းတို့ဘုံကျတိုက်ခိုက်မယ်ငွေတို့ဖွင့်တဲ့ចောင်းကိုကြတော့နင်းတို့လာမထီးနဲ့အဲ့လိုလားဘေးကလင်းဆိုတူတူပဲ college ဒီဦးတော့ကျွန်မမဆိုလို့ဘူးအထူးတစ်ဖြင့်ဆက်နတန်းရဲ့အောက်ကအားလုံးဟာမိဘကြီးကထိ ंछ ုပ်ထားတဲ့အောက်မှာရှိသေးတဲ့အတွက်ကြောင့်ကလေးတွေကိုဒီနေ့ကျွန်မတို့ဘာမှမလုပ်ဘူးမိဘတွေကိုဖမ်းရင်ဖမ်းမယ်ဆက်ဆံမတွေចောင်းអုပ်တွေကိုဖမ်းရင်ဖမ်းမယ်ဘယ်တော့မှလည်းကျွန်တော်ကလေး တွေကိုပြစ်မှတ်ထားပြမှလုပ်တဲ့အကြောင်းအရာဘာမှမရှိဘူး။ဘာကြောင့်လဲဆိုတော့မိဘတွေခေါ်တဲ့ဘက်ကိုကလေးတွေကလိုက်တဲ့အတွက်ကြောင့်ကလေးတွေမှာပြစ်မရှိဘူး။အခုနင်းတို့က NUG တွေဖွင့်ထားတဲ့အကြောင်းမှာတက်တဲ့ကလေးတွေဘုံကျဲတိုက်ခိုက်ပြီးတည်သွားခဲ့ပြီ။ဒီနေ့အကြမှာပဲနင်းတို့ကဗလဲနိုင်ငံတော်ရဲ့ညွန်ကြားချက်ကိုမခတ်လေးစားလုပ်တယ်။နင်းတို့ကိုလေးစားဆရာလား။ခွေးကိုလူလေးစားတယ်ဆိုတာရှိသလား။ တိတ်မပြောချင်ဘူးပြီးတော့အခုကျမတို့နောက်တင်းတဲ့ဘုတ်အနေနဲ့လဲအမတ်ကတော့လှုပ်ချင်ပြမလေလုံးမကွဲတဲ့ခွေးကလည်းဗာပြောထားတဲ့နောက်ဗီဒီယိုတစ်ပုဒ်ကိုထပ်ပြမနားထောင်ကြည့်ရအောင်နော်ကောဆန်းစုကြည်ကိုပြည်သူ့ကွန်ရီစုချင်းမြင့်နေတယ်เนาะသူ့သားထိန်လင်းကတက်ပြီးတော့ယူရဲတဲ့ထိန်လင်းမဟုတ်ဘောဗျာကင်အဲရစ်ပေါ့เนาะအဲပြည်သူ့ကွန်ရီစုဆိုတာကိုဘယ်သူတွေကပေးတာလဲဆိုရင်အမေရိကန်တို့အင်္ဂလန်တို့ကိုရောက်နေတဲ့ဒီပြည်ပြည်ဝန်ထမ်းပြည်တွေကပေးတာပဲသူတို့ကအဲ့ဒီလိုပေးတဲ့နေရာမှာ ီတက်မတော်ကိုအစဉ်တစ်ပြည့်ပုံကန်တယ်ဆိုတဲ့သူတွေကို ပေးတယ်အဲ့ဒီစုကဒီကြော်သူတို့ဇီးကွက်မတို့ရခဲ့တဲ့စုပေါ့ဗျာ။ကြာကူလီနေမျိုးစဉ်တို့လည်းအဲ့ဒါမျိုးစုတွေကိုရခဲ့။အဲ့ဒီလိုဓမ္မိကကောင်တွေကို ပေးတဲ့စုကိုဒေါအောင်ဆန်းစုကြည်ကို ပေးတယ်ပေါ့ဗျာ။ဒေါအောင်ဆန်းစုကြည်ကိုပေးတယ်ဆိုတော့အဲ့ဒါကသူ့ကိုဂုံတက်အောင်လုပ်ပေးတာလား။ဒေါအောင်ဆန်းစုကြည်ရဲ့ဂုံကိုရုတ်ရော့အောင်လုပ်တာလားတော့မသိဘူး။ဒေါအောင်ဆန်းစုကြည်ကိုပြည်သူ့ဂုံရဲ့စုပေးတယ်ဆိုရင် ဒေါ်ဆန်းစုကြည်ကပြည်သူလူထုအကောင်အကျိုးအတွက်ဘာတွေလုပ်နေသလဲပြည်သူ့ကောင်းကျိုးအတွက်လုပ်တဲ့သူကိုပြည်သူ့ကိုယ်ရည်စုပေးရင်တင့်တော်တာပေါ့ပြည်သူ့ကောင်းကျိုးအတွက်လုပ်တာမျိုးမရှိဘဲနဲ့အာဏာတပ်ဆိုးရှေ့ရေးမိမိတို့ပါတီအဖွဲ့အစည်းကောင်းစားရေးကိုသာလုပ်သွားတဲ့သူကိုပြည်သူ့ကိုယ်ရည်စုပေးတယ်ဆိုရင်ထိုက်တန်ပါမလားကျွန်တော်က NLD အစိုးရလက်ထက်ကိုမှုမှတ်တမ်းတင်ပြလိုက်မယ်ဒေါ်ဆန်းစုကြည်ကိုအပြည်သူ့ကိုယ်ရည်စုပေးဖို့ထိုက်တန်သလား အများပြည်သူစဉ်းစားဖို့ပေါ့ဗျာနော်ဒီနေ့ဒီချိန်ထိ NLD NLD နဲ့တတိတဲ့ဒီနေတဲ့ဟာတွေလည်းမိမိတို့ယုံကြည်အားခိုးတဲ့ဖွဲ့စည်းကခိုးခဲ့တဲ့မှတ်တမ်းလေးကိုလည်းမှတ်ထားသူများကိုတခိုးလို့လက်ညှိုးထိုးမဲ့ကြံတိုင်းဩငါတို့ပါတီဖွဲ့စည်းကလည်းအများပြည်သူရဲ့ဘန်နာတွေကိုမြောက်များစွာခိုးခဲ့တာပါလားအဲ့ဒါလေးနဲ့ပြန်ပြီးတော့အစားထိုးကြည့်ပေါ့ဗျာနော်ကိုချင်းစာကြည့်ပေါ့အဲ့တော့ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အာဂရိတ်လိုက်စားမှုကိုမှုဟာအမေရိကန်ဒေါ်လာ၄သန်းကျော်မြန်မာကျပ်ငွေနဲ့ဒေါ်လာ၄သန်းကျော်နောက်ထပ်မြန်မာကျပ်ငွေကတန်ပေါင်း၄၉၀၀ကျော်တန်ပေါင်း၅၀၀နီးအာဂရိတ်လိုက်စားခဲ့တယ်ဘောမာတွေကလေအချိန်ပြည့်လောင်းနေကြတာ တခုခုဖြစ်ပြီဆိုလို့ရှိရင်ပြည်ပြမီဒီယာကလည်းမှဒီလိုပြောတယ်ဘသူကဘာလုပ်တယ်ညာလုပ်တယ်ကျမတို့တော်လိုင်းရဲတွေလုပ်တဲ့အဥ္စာတခုစီတိုင်းကိုသူတို့ကြည်ပြီးမှလောင်နေကြတာခွေးကျဖို့ကလည်းပဲဒီအာနာတိမ့်ပြီးတဲ့ဒီလဲနစ်ကြော်ထဲမှာဘာဆူရခဲ့တယ်လဲအာဂျင်တီးနားကဖောင်းဝရန်ပြီးရင်ကဘာကလည်းမှပိတ်ဆိုတန်ခတ်ချင်းကိုတို့ခံရတယ်ဒါကလို့တို့ဘာမှမခံရတဲ့အတွက်ကြောင့်တို့လောင်နေကြတာဆိုတော့အခုဒီပြပရောက် တော်လာရေးတွေဘက်ကနေမှပြည်သူဂုံရီစုကိုတော်အောင်ဆန်းစုကြည်ကိုပေးတဲ့အဥ္စာကိုသူ့ရဲ့သားကနေမှလက်ခံရရှိတယ်။ပြီးရင်အခုဒီစုကိုဥကျော်သူတို့လီမယာနောက်လည်းရရှိတယ်။ဘူဂျီနေမျိုးစင်လည်းရရှိခဲ့တယ်။ဒါမဲ့ဘူဘူဂျီနေမျိုးစင်ကိုတော့သူ့ကိုဗာခဲမကျဲဘူး။ခဲမကျဲတဲ့အတွက်ကြောင့်သူ့ဘာပြောလဲ။ ဂျာကူလီတဲ့သူ့အမေကိုဂျာကူလီလှုပ်ထားတယ်ဆိုတော့သူကလည်းမကြေမနက်ဖြစ်နေရှာပါတယ်အခုဒေါ်အောင်ဆန်းစုကြည်ကိုဒီလိုမျိုးပြည်သူ့ဂုံရီစုကိုပေးတဲ့ဥစ္စာကတဲ့သူ့ကိုဂုံမြင့်စေတာလားကုန်ကြစေတာလားဘာကြောင့်လဲဆိုဒီစုဟာလမ်းဘေးစုဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်လမ်းဘေးစုဖြစ်တယ်ဆိုလို့ရှင်ဘာကြောင့်ပူနေတာလဲငါတို့လမ်းဘေးစုပဲပဲပဲလမ်းအလေကစုပဲပဲပဲလမ်းထိတ်စုပဲပဲပဲငါတို့ရဲ့သဘောနင်းတို့နဲ့ကိုမဆိုင်တာ နော်ပြီးလို့ရှိရင်အခုသူကဘာပြောလဲဆိုတော့ဒေါအောင်ဆန်းစုကြည်ဟာဒီလိုမျိုးပြည်သူ့ဂုဏ်ယူစုကိုပေးရလောက်အောင်သူကပြည်သူလူထုတွေအတွက်ဘာလုပ်ခဲ့တလဲတဲ့ပြည်သူလူထုတွေကိုလှုပ်တဲ့ဥစ္စာပြည်သူတွေပဲတည်တယ်ခွေးတွေမတည်နိုင်ဘူးနော်နင်တို့ရဲ့မျက်စိထဲမှာကဘယ်တော့မှအကောင်းမြင်နိုင်တဲ့မျက်လွာနင်တို့စီပါမရှိတာတော့အောင်ဩစရာကောင်းတယ်ဒေါအောင်ဆန်းစုကြည်ကသူ့ရဲ့ပါတီကောင်းစားတာကလွဲရင် အဲတီတူဒီကောင်းစားတာကိုမလုပ်ဘူးလို့ပြောတယ်ဆိုတော့သူ့ရဲ့ပါတီကိုသူကောင်းအောင်မလုပ်ဘဲနဲ့ဘ누구ပါတီကိုကောင်းအောင်လုပ်ပေးရမလဲနင်တို့ကျမ်းပူရဲ့ပါတီကိုကောင်းအောင်သူလုပ်ပေးရမလားဘ누구မဆိုကိုတီထောင်တဲ့ကိုရဲ့ပါတီကိုကောင်းအောင်လုပ်ရမှာလေပြီးတော့ကိုရဲ့ပါတီအုပ်ချုပ်လာတဲ့အခါမှာကိုရဲ့ပါတီကနေမှလုတ်ထားတဲ့စီမင်းစည်းကမ်းတွေရည်ရွယ်ချက်တွေကိုပြည်သူလူထုတွေကိုလုပ်ရတယ်ကိုရဲ့ပါတီကောင်းအောင်မလုပ်ဘဲနဲ့သူများပါတီကိုကောင်းအောင်လုပ်ပေးရမှာလား ယူကြောင်ကြောင်နဲ့ပြောမနေနဲ့ပြီလို့ရှိရင်အဲ့ထက်မှသူဘာပြောလဲဆိုတော့တော်အောင်ဆန်းစုကြည်ကဒီပြည်သူ့ကုံကြီးစုကိုတန်တလားမတန်ဘူးလားဆိုတော့ကိုသူကအခုဒီအကလိမှုနဲ့သူကပြောမယ်နင်တို့ဒီအချိန်ပြီး NLDB NLDG ပဲတည်နေကြတဲ့လူတွေတော့သူများကိုလက်ညှိုးမထိုးခင်မှာနင်တို့ထောက်ခံတဲ့ဒီ NLD ပါတီဒီလဲဘလောက်ထိအားကလီလိုက်စားမှုရှိတယ်လဲဆိုတာ ကိုချင်းစားပါတယ်ကိုချင်းစားတယ်ဆိုတာကကိုကိုတိုင်းလဲခံစားရတယ်သူများဖြစ်တဲ့ဥစ္စာကိုချင်းစားတယ်လို့ပြောတယ်ဒီစကလုံးကိုတုံးချင်းအားဖြင့်သူတို့စခွေးတွေကိုလဲနော်ငိုတို့ကနင်းတို့တခိုးလို့ပြောတဲ့ဥစ္စာကိုသူတို့ကနားတယ်ပေါ့ကွာဆိုတော့နင်းတို့လဲခိုးလို့ငိုတို့လဲခိုးတယ်ဆိုတဲ့ပုံစံနဲ့ပြောသွားတာဆိုတော့ဒါကြောင့်မို့ပဲဒေါအောင်ဆန်းစုကြည်ကအကလိမှုကိုမိုနဲ့ဒေါ်လာ၄တန်းကျော်မြန်မာငွေနဲ့၄တောင်၉ထောင်ကျော် အကလီမှုနဲ့လိုက်စားတယ်ဆိုပြမဒီလောက်ထိစီးရင်တင်ပြတဲ့ခွေးမင်းအောင်လိုင်ဘဲကအရင်အနည်းနဲ့ဒီလောက်ချမ်းသာလာတယ်ဆိုတာတင်ပြလိုက်အာဆိုလို့ရှိရင်တော့ကျမလက်ခံမယ်နော်အခုဒေါအောင်ဆန်းစုကြည်တန်ပေါင်းများစွာအကလီမှုစားထားတယ်ဆိုလို့ရှိရင်ပေဘင်းအကောင့်ထဲမှာသူပတ်စံထည့်ထားတယ်လေဒေါအောင်ဆန်းစုကြည်ကစိန်ဖနတ်ဒီစီးနေတာလားမရှိဘူးလားဒါကြောင့်မို့နင်းတို့ကအုံနောက်မရှိပါဘူးဆိုတိတ်မပြောချင်ဘူးပြောလဲလို့ရှိရင်ရန်တော်ရထွက်ချင်တယ် ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးနားထောင်ကြည့်ရအောင်နော်အာရခတိုင်းပြည်ရဲ့ဒီအမျိုးသားကာကွယ်ရေးမဟာဗျူဟာနဲ့ဒီမူဝါဒတွေအရအရွေရောက်ပြီးတဲ့နိုင်ငံသားတိုင်းစစ်ပညာကို မဖြစ်မနေသင်ယူကြရမှာဖြစ်ပြီးတော့ဒီအရေးပေါ်အခြေအနေတွေမှာဟိုကာကွယ်ရေးတာဝန်တွေကိုလာရောက်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်ဒီနှစ်ပေါင်းညကြိုကိုလိုနီကျွမ်ပြုခံပွားကလွတ်မြောက်ဖို့အတွက်ဟိုအနီးကဆုံးကာလလေးဖြစ်တယ် ဒီခြေနေအောင်မှာအာရခပြည်သူလူထုတရားလုံးဒီအာရခအိမ်မက်အောင်မြင်ဖို့ဒီရခိတလန်းစင်နဲ့ဟိုတစူးတစီတဲ့အသွားကြရမှာဖြစ်တယ်။ဟိုဒီလိုအာရခပြည်တော်လန်ရဲ့တမိုင်းရဲ့အရေးကြီးတဲ့အရှင်ကာလမှာဒီအာရခပြည်သူပြည်သားတယောက်ချင်းစီအနေနဲ့မျိုးရှိစိတ်ဒီတိုင်းပြည်ရှိတဲ့စိတ်တာဝန်သိစိတ်တွေကို အရင်ခံပြီးတော့အရေးပေါ်အမျိုးသားကာကွယ်ရေးတာဝန်တွေကို ဟိုထမ်းဆောင်ဖို့အတွက်ဟိုဖိုက်ခိုပါတယ်အာရခတိုင်းပြည်ကိုကာကွယ်ဖို့အာရခပြည်သူပြည်သားတိုင်းမှာတာဝန်ရှိပါတယ်မေလ22ရက်နေ့တုန်းကထုတ်ပြန်ခဲ့တဲ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့အခုအာရခတပ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခကနဲ့မှပြောသွားတဲ့စကားဖြစ်တဲ့ဆိုတော့အဲ့ထက်မှသူပြောသွားတဲ့နောက်ဆုံးဆုံးကလုံးကတော့အာရခတိုင်းပြည်ကိုကာကွယ်ဖို့ရန်အတွက်အာရခပြည်သူပြည်သားတွေမှာတာဝန်ရှိတယ်လို့ပြောတယ်ဥပမာ ရခိုင်ပြည်နယ်ကိုအရခတ်တတော်နဲ့အတူတခြားတိုင်းရင်းသားတွေပေါင်းမတိုက်ခိုက်တယ်ဆိုပေမဲ့အဓိကတာဝန်ရှိတဲ့သူတွေဟာရခိုင်ပြည်သူပြည်သားတွေဖြစ်တယ် ဒီနေ့ကျမတို့တိုင်းရင်းသားတွေအားလုံးမှာပြည်နယ်ရှိတဲ့တိုင်းရှိကြတယ်။အခုဒီစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့အာခတ်တတော်ကနေမှထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာဘောမာတွေကတော့ဟာ AAD ကတော့စစ်သားမရှိတော့လို့အခုကစစ်သားစုဆောင်ရတော့မယ်လို့ပြောတယ်။ရှိပေမဲ့လည်းပဲအားလုံးပါဝင်နေရင်ပိုမမမမြန်ဘူးလား။နော်။ကျမတို့တိုင်းရင်းသား၈မျိုးခွေးမပါဘူးနော်။ဆိုတော့ဒီနေ့ကျမတို့တိုင်းရင်းသား၈မျိုးဟာ ကိုယ့်ရဲ့ပြည်နယ်ကိုယ့်ရဲ့တိုင်းကိုကိုယ်ကာကွယ်ဖို့ရန်အတွက်ဖြစ်တယ်ပြီးရင်ကိုယ့်ရဲ့ပြည်နယ်ကိုယ့်ရဲ့တိုင်းမှာရှိတဲ့ ခွေးတွေကိုမောင်းထုတ်ဖို့ရအတွက်ဥပမာကချင်ပြည်နယ်ကိုကာကွယ်ဖို့အတွက်ကချင်ပြည်နယ်မှာရှိတဲ့တိုင်းရင်းသားတွေပေါ်မှာတာဝန်ရှိတယ်။သူနည်းတူပဲအခုဒီအညာကိုကာကွယ်ဖို့ရအတွက်အညာမှာရှိတဲ့တိုင်းရင်းသားတွေမှာတာဝန်ရှိတယ်။စစ်ခွေးတွေတိုက်တာကတော့လူမျိုးပေါင်းစုံကိုသူတို့ခေါ်တယ်ပြီးမှတိုက်တယ်ဘု து အတွက်လဲခွေးကျပုနဲ့အတူသူတို့ရဲ့အာဏာရရှိဖို့ရန်အတွက်ဖြစ်တယ်။ဒီနေ့ကျမတို့တိုင်းရင်းသားရှစ်မျိုးတိုက်တာဟာခွေးကိုမောင်းထုတ်တဲ့တိုက်ပွဲဖြစ်တယ်။အာဏာရှင်ကိုမလိုချင်တဲ့အတွက်ကြောင့်အခုကျ ောလို့ရှိနေတဲ့ပြည်သူတွေရောဆက်ပြင်းမှမွေးပွားလာမဲ့တာသမီတွေရောစစ်အာဏာရှင်ဆိုတာမရှိဘဲနဲ့ပျော့ပျော့ရွှင်ရွှင်နဲ့လွတ်လွတ်လပ်လပ်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ရတဲ့တိုက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် အားလုံးမှာတာဝန်ရှိတယ်တချို့ဆိုလို့ရှိရင်တော့တာဝန်မထမ်းဆောင်ခြင်းကြဘူးထွက်ပြေးကြတယ်ဒီဆိုလို့ရှိရင်နင့်နေတဲ့နေရာငာနေတဲ့နေရာကိုဘယ်သူတိုက်ပေးမလဲဘယ်မိဘကမှငါသားတွေကတော့စစ်သားဖြစ်ဖို့ဆိုပြမမွေးထားတဲ့သားသမီးတွေတယောက်မှမရှိဘူးပြီးလို့ရှိရင်လူငယ်တွေလည်းကြီးလာတဲ့အခါမှာငါကတော့တိုက်ပွဲဝင်မယ် တည်ရင်လည်းတည်မတည်ရင်လည်းငါရှိမယ်ဆိုပြီးမှကြီးလာတဲ့လူဘုသူမှမရှိဘူးလူတိုင်းမှာရည်ရွယ်ချက်ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အတိုင်းပြည်ကိုအတွက်ကိုတာဝန်ထမ်းဆောင်ဖို့ရတဲ့လိုအပ်တဲ့အတွက်ကြောင်းတာလက်နဲ့ကန်ရတာဖြစ်တယ်ဒါကြောင့်နေရနေရကိုတိုက်ပေးမဲ့ဂျုံတယောက်မှမရှိဘူးငါနေရကိုတိုက်ပေးမဲ့ဂျုံတယောက်မှမရှိဘူးကိုကိုတိုင်းတိုက်ယူရမှာဖြစ်တယ်ဒါကြောင့်လက်နဲ့ကန်တိုင်းရင်တိုင်းဒီတိုက်ပွဲကို ဖော်ဆောင်ဖို့ရန်အတွက်ဝန်လာကြပါဆိုလို့ရှိရင်ဝန်လာဖို့ရန်အတွက်ကျတော့မှတာဝန်ရှိတယ်တချို့ဆိုလို့ရှိရင်ငွေကြေးရေးလည်းမပါဝင်ချင်ဘူးထပ်ဖို့လည်းမလုပ်ချင်ဘူးလက်နဲ့လည်းမကင်ချင်ဘူးနော်သူများတိုက်ထားတဲ့နေရာမှာအေးစေနေဖို့ရန်အတွက်အချောင်းနဲ့အချောင်းစားချင်တဲ့သူတွေအများကြီးရှိတယ်သူများတွေတက်တီချွေးတယ်အများကြီးပေးဆက်ပြီးမှတိုက်ထားတဲ့နေရာမှာနင့်အေးအေးစေစေနေဖို့ရတော့နင့်တတိတလားဒါကြောင့်အခုအရခတတောတာမကဘူးနော်တိုင်ရင်တာလက်နဲ့ကင်ရှစ်မျိုးစလုံးအားလုံးဟာတမိုင်းပေးတာဝန်အရာကိုကြတဲ့ 大问题嘛，贪小边嘛。 ော်လရဲထဲမှာပါဝင်ရအောင်လို့ကျွန်မတိုက်တွန်းချင်တယ်နော်နင့်ဘယ်မှာပါချင်တယ်လဲလက်နဲ့ကိုင်းတဲ့ထဲမှာပါဝင်ချင်တယ်လားဒါမှမဟုတ်ထောက်ပို့မှာပါဝင်ချင်တယ်လားဒါမှမဟုတ်လို့ရှင်လားငါကတော့ငွေတွေရှာပြီးမှငါရတဲ့ပတ်စံနဲ့ကြည်တောင်ပဲရရငါပါဝင်မယ်ဆိုလို့ရှင်တယ်လဲဒါတစ်မျိုးပဲနော်ဒီသုံးမျိုးတစ်ခုခုထဲကနေကျွန်တော်ပါဝင်ရမှာဖြစ်တယ်နင့်အတွက်ငါအတွက်ဘယ်သူမှတိုက်ပွဲဝင်ပေးမဲ့သူမရှိဘူးကိုနေမနေရအတွက်ကိုတိုက်ပွဲဝင်ရမှာဖြစ်တယ်ဒီနဲ့ကျတော့တော်လန်ရဲကဆက်ပြီးမှတိုက်ခိုက်နေသေးတဲ့အတွက်ကြောင့် ကျွန်တော်နဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတစ်ခုခုကနေမှငါနဲ့ကိုအလိုရှိတယ်လို့ပြောလာလို့ရှိရင်လုံးဝမငင်းဆိုကြပါနဲ့တမိုင်းပေးတာဝန်ကိုကျမတို့ကြဲကြဲပြုံပြုံထမ်းဆောင်ရအောင်ကျွန်တော်တော်လည်းရေးထဲမှာမဝင်ဘူးဆိုလို့ရှိရင်တော့စစ်ခွေးထဲမှာဝင်ရမှာဖြစ်တယ်စစ်ခွေးထဲမှာဝင်လို့ရှိရင်တော့ကျွန်တော်တို့တိတဲ့အတိုင်းပဲခွေးတေဝက်တေတေရမှာပြီးလို့ရှိရင်ခမားကတမိုင်းလေးရိုင်းသွားမယ်ခမရဟာကိုယ့်ရဲ့တာဝန်လည်းမကျေတဲ့သူဖြစ်သွားမယ်။ဒီတော်လာရဲ့မြမြအောင်မြင်ဖို့အတွက် ခမည်းမှာတာဝန်ရှိလို့ကို့မှာတာဝန်ရှိတယ်ဆိုတဲ့အကြောင်းကြွဒီကနေပြောချင်တယ်နော်ပြီးနောက်သတင်းသဘုတ်အနေနဲ့ကတော့ကျွန်တော်ဗီဒီယိုတော်တော်လေးထပ်ပြီးမှနားထောင်ကြည့်ရအောင်လက်ရှိနိုင်ငံရေးခင်ကြပါလူပညာရှင်တွေဝင်ပြီးတော့ရှုပ်ခဲ့သလားမရှုပ်ခဲ့သလားဆိုတာခရတော့မျက်မြင်ပါပဲနောက်နောက်ကျမှလူပညာရှင်တွေနိုင်ငံရေးမှာဝင်မရှုပ်ဖို့လူမင်းတို့ PDU တို့ Driver Y တို့အဲ့ဒီအုပ်စုလိုက်ပေါ့ဗျာတို့တွေလူမင်းတို့ဘာလို့ဆိုလဲဖန်ခံရရတယ်ပြီးနောက်တော့ကြတော့ခံဝင်ထုတ်ယူထွက်လာတယ်ခံဝင်ထဲမှာပါပါလဲဆိုတော့လူပညာဖြစ်နိုင်ငံတော်ကိုအကျိုးပြုရန်ဆိုတာပါတယ်ခုဒီနေ့တစ်ချိန်ဒီလူပညာ ဖြစ်နိုင်ငံတော်ပြန်လဲအကျိုးပြုပါလားမင်းလူမင်းလဲအကျိုးပြုတာမျိုးကျွန်တော်တေချာမတွေ့ရသေးဘူးဆိုတော့ခုခုချိန်ထိဒီဒီဦးတို့အင်တော်ကျွန်တော်တို့လူတွေအတွက်ဘာပြန်လုပ်ပြီးသလဲအမှုပညာနဲ့နိုင်ငံတော်တိစောက်ပြီးဘာလုပ်ပြီးလဲမင်းဒီတေချာလုပ်ပေးထားတော့ကျွန်တော် မတွေ့ရသေးဘူးကိုတော့အနောက်ရှက်ပေးခဲ့သလားဆိုတော့အနောက်ရှက်ကတော့တို့တော်တော်လေးပေးခဲ့တာကိုတွေ့ရတယ်ဒီအနောက်ရှက်ပေးခဲ့တာကနေပဲဒီလူလူကအတွေးမှအမြင်မှလမ်းမှပြီး CDM လုပ်ကြအနောက်ဆုံးလမ်းပေါ်တက်ပြီးတော့တေချာချီချာတက်ချာဖြတ်ချာတော်ရဲရောက်သွားတေချာချီချာတဲ့ဖြစ်ကုန်တယ်ဒါပေမဲ့တို့က သူတို့ကသူတို့မှားတယ်လို့တောင်းပန်ကောင်းမယ်မသိဘူးမှားတယ်လို့တောင်းပန်ထားတာမရှိသေးဘူးမှားတယ်လို့လည်းဝန်ခံတာမရှိဘူးလူမင်းတို့လည်းဝန်မခံထားဘူးဒီလိုပဲဖိုးဖိုးလိုရတော့ဆက်ဝန်မခံထားပါဘူးအခုဆိုရင်ဒါပေါင်နေတာကချူလေးတို့ထူအောင်တို့မင်းမြမို့တို့အဲတိုင်ရွန်တို့ဒီကောင်တွေကထိတ်ကရွိုက်နေတာမြင်းမြတ်ပေါ့ထူအောင်တို့တိုင်ရွန်တို့အဲ့ဒီကောင်တွေရိုက်တဲ့ကတသလုံးကျော်တော့မရှိဘူးဟာခင်ဗျကြီးပေါ်ကြီးဖြစ်နေတယ်ကျွန်တော်မကြိုက်ဘူးသူတို့ကနောက်ကျောင်းညာဆိုရင်ကောင်းတော့မရှင်းကြဘူးတိုင်ရုံဆိုလဲခင်ဗျသူ့လူငွေပြဿနာအော့အောင်တောင်းနေဖြစ်တယ်ကျူးလေးဆိုလဲဒရင်ပြုံးထွက်ခဲ့တာမင်းမြင့်မို့လဲထွက်တာပဲ လို့ရှိရင်လောကသားတွေကကျွန်တော်တို့စံထားရမယ့်ပုံကိုလို့ကျွန်တော်တို့ထင်ထားတာဘယ်ဟုတ်မလဲသူတို့ကလူငွေရေးကိစ္စတွေမှာတော်တော်ကိုရှုပ်တဲ့အုပ်စုတွေဖြစ်နေတာအဲ့တော့ရုပ်ရှင်ယုံဒီမှာကနိုင်ငံတော်သချင်းမဆိုကြအောင်ရုပ်ရှင်ယုံဒီမှာတော့နိုင်ငံတော်သချင်းသချင်းဖွင့်တယ်ဖွင့်တဲ့အချိန်မှာအလုံးမတ်တက်ရကြရမယ်ဆိုတာရှိတယ်အဲ့ဒါကိုရုပ်ရှင်ယုံပိုင်ရှင်တွေကရုပ်ရှင်ယုံလာကြည့်လူတွေအလေးအကျဉ်းလုပ်ပေးရမယ့်တာဝန်ရှိတယ်ဒါပေမဲ့သူတို့ကမလုပ်ဘူးရုပ်ရှင်ယုံပိုင်ရှင်တွေနဲ့လည်း သတိရှိထားကြဖို့သင်တယ်တကယ်လို့အနတ်ဆက်ကအနေနဲ့ယူကော့ဘွယ်လုပ်မယ်ဆိုရင်ရုပ်ရှင်ဇီယိုယူကော့ဘွယ်ပြန်လုပ်တင်တယ်ပြင်ကြိုင်းဝန်ကြီးဌာနအနေနဲ့လည်းဥဆောင်ပြီးတော့ညီလာခံတစ်ခုခေါ်ပြီးတော့ယူကော့ဘွယ်ပြန်လုပ်တင်ရုပ်ရှင်ဇီယိုရဲ့ဥက္ကဋ္ဌတွေနေရာအပြောင်းလဲဖြစ်တင်တယ်တပည့်စမောက်တဲ့အခါမှာပါဝင်ခဲ့တဲ့ဥလူမင်းနဲ့တကွာတခြားသောအမှုပညာရှင်တွေကိုသူအရင်အလွတ်ကျက်တယ်သူတို့ရဲ့နာမည်ကိုလည်းကြိုက်တလားမမင်းနဲ့ဆိုတော့အဲ့ထဲမှာခွေးကောင်းဆောင်ကလည်းအမှုပညာရှင်တွေနိုင်ငံရေးထဲမှာလုံးဝမပါဝင်ဖို့လို့ပြောတယ်လေ အနုပညာရှင်တွေနိုင်ငံရေးထဲမှာမပါဝင်နဲ့လို့ပြောလိုက်လို့ရှိရင်အခုဘောမအနုပညာရှင်တွေအခုစွန့်မြတ်သူစားတွေစစ်ကားတွေရိုက်တယ်အယုံကလေးလားခွေးကလေးလားတော့မသိဘူးအဲ့တယောက်တွေတော့ဒိမ့်တောင်တွေပပြုတ်ငိမ့်ချမ်းတွေအခုတို့တွေကြတော့နိုင်ငံရေးထဲမှာမပါဘူးလားစစ်လော်ဘီကရိုက်ရင်လည်းနိုင်ငံရေးထဲမှာပါဝင်တာပဲဒီအနုပညာရှင်တွေကနိုင်ငံရေးထဲမှာဝင်မပါဖို့ရန်အတွက်ပြောတယ်အခုနင်းတို့ကြတော့ဘောမတွေကိုခေါ်ပြီးမှအခုနင်းတို့လော်ဘီကတွေရိုက်တယ် ီဆိုလို့ရှိရင်သူတို့ကနိုင်ငံရေးထဲမှာဝန်ပါနေတာမဟုတ်ဘူးလားပြီးလို့ရှိရင်ဒီဥလုံမင်းတို့ဝန်ခံဂတိထိုးတုံးကတဲ့သူတို့ရဲ့အမှုပညာနဲ့နိုင်ငံကိုအကျိုးပြုမယ်လို့ပြောတယ်အခုသူတို့အမှုပညာရှင်မလုပ်တော့ဘူးလေသူတို့ဖာနဲ့သူတို့လှုပ်ရှားနေကြဘေးရုပ်ရှင်တွေရိုက်လို့အမှုပညာရှင်တို့ပြောတယ်လေငါကသဘောတူပါတယ်လို့ပြောတယ်လားနင်တို့ဆိုင်ထိုးခိုင်းလို့သူတို့ထိုးတာလားပြည်တီဦးနဲ့အင်တာဂျိုစင်တို့ကိုလည်းခုကြမှာပဲဟိုဖြစ်တယ်ဘာဖြစ်တယ်လို့ပြောတယ်နင်တို့မပြန်လာဘူးဆိုလို့ရှိရင်နင်တို့ကလေးတွေကိုဖတ်မယ်လို့နင်တို့ချင်းချောက်လို့သူတို့ပြန်လာခဲ့တာပဲမဟုတ်ဘူးလား အရှက်တရားမရှိအခုခံဝန်ကတုထူပြီးမှပြန်လာတဲ့သူတွေကိုကိုကိုမမမတိဘူးဒီနေ့ဒီအချိန်ထိမတောင်းပန်ဘူးလို့ပြောတယ်သူတို့ကဘာကြောင့်မို့တောင်းပန်ရမှာလဲသူတို့မှကိုပိုင်စံတပ်ဖော်ထုတ်ခွင့်ရှိတယ်ဘသူကမှမထိခိုက်ဘူးသူတို့ CDM လောက်ကြပါလို့ပြောတယ်နင်တို့ CDM လောက်ကိုလောက်ရမယ်လို့ဘသူရဲ့လက်ကမှလာမဆွဲပေးဘူး CDM လောက်ကြပါလို့သူတို့ရဲ့စံတပ်ရှိတဲ့အတိုင်းသူတို့ပြောတယ်လောက်ချင်းမလောက်ချင်းဟာ CDM လောက်လာမယ်ဝန်ထမ်းနေနေပဲဆိုင်တယ် သူတို့က CDM လောက်လာကြပါလို့ပြောပေမဲ့လည်းပဲဝန်ထမ်းတွေမလုပ်ချင်လို့လုပ်ချင်မလို့ဘူးသူတို့ရဲ့စိတ်ထဲမှာရှိတဲ့အဥ္စာကိုသူတို့မှထုတ်ဖော်ခွင့်ရှိတယ်ပါကိုတောင်းပန်ရမှာလဲတောင်းပန်ရမှာကနင့်တို့နင့်တို့အာနာလူတာလေအခုဒီအမှုပညာရှင်တွေကအာနာလူလို့နင့်တို့ကိုတောင်းပန်ရမှာလားပြလို့ရှင်လဲအခုရုပ်ရှင်မင်းသားမင်းသမီးတွေကိုလည်းသူပြောတယ်လူမှုရေးဘာတွေဖောက်ပြန်နေ냐ဖောက်ပြန်တယ် အနုပညာရှင်တွေလည်းလူပဲလေသူတို့ကြတော့ရုပ်ရှင်တွေမှာပါလို့လူတိများလို့ပဲလူဒီအများကြီးဖြစ်နေကြတာပဲသူတို့ကဖျားဖြစ်သွားတာမှမဟုတ်တာရုပ်ရှင်မင်းသားမင်းသမီးဆိုတာလေသူတို့ရဲ့ဝါသနာပါတဲ့ဒီအနုပညာနဲ့သူတို့သမင်းရှာစားတာဒါလက်စည်းပေါ်ရဲ့တမျိုးပဲဘာမှစံထားဆံလို့အခုကြုံမျိုးမင်းပြောတာသူတို့ကစံအဖြစ်နေရမှာတဲ့နင့်အမေဒီကဘလို့အသက်ရှင်ရမယ်ဆိုတာမတင်လို့သူများရဲ့ပုံစံကိုကြည့်ပြီးမှနင့်ကအသက်ရှင်နေချင်တာလား မိဘတိုင်းကတာသမီတွေကိုဘလို့အသက်ရှင်ရမယ်ဘလို့နေထိုင်ရမယ်ဆိုတာမိဘတင်ပေးရတာသူများကိုကြည့်ပြီးမှအသက်ရှင်ဖို့မဟုတ်ဘူးဒီဆိုလို့ရှင်နေမှာဖေးအမေမရှိဘူးလားလမ်းဘေးကခွေးလေခွေးလွင်လားဒီအနုပညာရှင်တွေဟိုလူကဒီလိုဖြစ်တယ်ဒီလူကဒီပဲနင့်လောက်ပြောတတ်တဲ့လူလည်းမရှိဘူးအခုသူမမမကနေအော်လွန်းလို့သူတို့အချင်းချင်းကြိုက်နေကြပြီအခုကျမဗီဒီယိုတော်တော်လေးဖြန့်ပြမယ်နော်ကိုစောထွန်းနဲ့ပတ်သက်တဲ့အမှုတွေကိုလည်းကိုကျော်မျိုးမင်းတင်နေတာတွေတဲ့တရင်အလွဲတွေကိုလည်းဖုံဖုံကိုယ်တိုင်တပြည့်တော်နဲ့စီလာပြီး စစ်စစ်စေချင်ပါတယ်ဗျာတဲ့အခုလိုကြော်မျိုးမြင်းရဲ့ဆွဆွရဲ့ကြီးကတပည့်တော်ခေါင်းဆောင်ခံလဲခံရတယ်ရော်လဲရော်ရတယ်ဆိုလိုလိုဖြစ်နေပါတယ်ဗျာတဲ့ငါပေါ့ရဲ့တပည့်ပြည်သူစစ်တွေကိုသူက online ကနေမှမမမကန်អော်တဲ့အတွက်ကြောင့်အခုကတော့ကိုရှင်းခိုင်းနေတာနော်နာမည်ကိုတတ်ပြမဒီလိုဒီလိုတွေကိုသူကအထင်မကြီးဘူးတဲ့နင့်ကိုအထင်ကြီးပါလို့သူတို့ကလာပြောခိုင်းလို့လားအသက်ရှစ်ဆရာကောင်းတယ်ဒီခွေးကလေ ကဘာမှာရှိတဲ့အမှုပညာရှင်တွေမိမ10ယောက်ကျွဲသွားတာလည်းရှိတယ်လင်း10ယောက်ကျွဲသွားတာလည်းရှိတယ်ဒါကိုရဲကိုသားဖြစ်တယ်ရုပ်ရှင်မင်းသားမင်းသမီးဖြစ်သွားလို့ဖျားသမီးဖြစ်သွားတာမဟုတ်ဘူးမင်းရဲ့သမီးဖြစ်သွားတာမဟုတ်ဘူးသူတို့ကတခြားထူးဆန်းတဲ့လူဖြစ်သွားတာမဟုတ်ဘူးကျွတ်တို့မြန်မာပြည်ကတော့မင်းသမီးလို့ခေါ်လိုက်တာပေါ့နော်တကယ်ဆိုသူတို့ကတယုတ်ဆောင်တာသူတို့ကိုပေါ်မှာနေရပါစာနေမြင်ချင်တယ်တေးတာလဲနင်ကသူများရဲ့စံကြီးပဲကြည့်ပြီးမှလမ်းလျှောက်ရအောင်နင့်အဖေမင်းကိုမတင်ပေးဘူးလားတိတ်မပြောချင်ဘူး ဒီခွေးတွေနဲ့လည်းနေ့တိုင်းညတိုင်းရံဖြစ်တာလည်းပဲเนาะပတ်သက်တောင်ညောင်းလာပြီဘယ်တော့ပြောပြောဒီခွေးတွေလည်းနားမလဲဘူးပြီးလို့ရှိရင်အခုရုပ်ရှင်ယုံနဲ့ပတ်သက်ပြီးတော့လဲရုပ်ရှင်ယုံထဲမှာထပြီးမှနိုင်ငံတော်အလံတချင်းကိုမဆိုလို့တဲ့เนาะရုပ်ရှင်ယုံထဲမှာနိုင်ငံတော်အလံတချင်းဆိုတာမြန်မာနိုင်ငံတနိုင်ငံပဲရှိတယ် နိုင်ငံတော်တချင်းဆိုဒီမဆိုဒီဟာအဓိကမဟုတ်ပါဘူးနိုင်ငံတော်ကိုနှလုံးသားမှာဘလို့ချစ်တတ်ဖို့ဟာဒါအရေးကြီးဆုံးပဲရုပ်ရှင်ယုံဆိုတာဟာကိုယ့်ရဲ့အစိတ်ပင်ပါမှုကိုယ့်ရဲ့နွမ်းနယ်မှုတွေကိုဖျော်ဖြေဖို့ရန်အတွက်အပန်းဖြေသွားတဲ့နေရာဘာမှမတ်တရက်ပြင်းမှနိုင်ငံတော်အလံတချင်းဆိုလဲဆရာလည်းမလိုဘူးဒါကို तू ကဘာလို့တဲ့တလေဆိုတော့ဒီလိုမျိုးမဆိုတဲ့အတွက်ကြောင့်အခုရုပ်ရှင်ယုံပိုင်ရှင်တွေကိုအတိပေးရမယ်ရုပ်ရှင်ယုံပိုင်ရှင်တွေကိုအေးအေးယူခိုင်းစေချင်နေတာ ဒါကြောင့်ဒီကြော်မျိုးမင်းနေအချိန်တန်လာရင်တော့သူတို့ဘဝပုံမှန်နာဆရာကောင်းမှာเนาะပြီးတော့နောက်တစ်ခုကသူဘာပြောလဲဆိုတော့ဟာသဘောကြတယ် တကယ်လို့ခွေးဒီဘက်ကနေမှရွေးကောက်ပွဲကိုလုတ်ဖြစ်မယ်ဆိုလို့ရှိရင်တော့ရုပ်ရှင်အစည်းအရုံးမှာလည်းပဲရွေးကောက်ပွဲကျင်းပဖို့လိုတယ်တဲ့သူရှာရှိတာစစ်ခွေးတွေနဲ့လည်းဒီအမှုပညာအတိုင်းအဝိုင်းနဲ့စစ်နဲ့လည်းလုံးဝမဆိုင်ဘူးဒါကြောင့်ဒီနေ့နင်းတို့ကိုပြည်သူတွေမုန်းတာနင်းရတကာမှပါတယ်အိန္ဒါဆဲရင်လည်းစစ်ခွေးပါတယ်ပန်းပင်ဆက်ရင်လည်းနင်းတို့စစ်ခွေးတွေပါတယ်တပြက်စီလည်းနင်းတို့ပါတယ်တိုက်ပွဲတိုက်ရင်လည်းပါတယ်တခိုးမှလည်းပါတယ်သမျှမှလည်းပါတယ် ကိုကိုရိုင်းကတန်ကောလိပ်ထဲကဘွဲ့တောင်မရတာပညာရေးဆိုလဲပါတယ်ကျမ်းမာရေးဆိုလဲပါတယ်အက္ခစားလဲပါတယ်ဘာသာရေးဆိုလဲပါသွားတာပဲပြည်တစားတော်မှနင်တို့လောက်မရောဘူးထင်တယ်နင်တို့ရဲ့ဘဝတွေကလေပြည်တစားဖြစ်ဖို့များမွေးလာခဲ့တဲ့ခွေးတွေလားတောင်မသိဘူးနော်တိတ်အံ့ဩစရာကောင်းတယ်ချီချီဝဲဝဲတိတ်မပြောချင်တော့ဘူးနော်ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ